နောက် 3D modeling ဘိုင်းမှာတော့နည်းနည်းပေါ့နော်သူရဲ့ဒီ laptop ရဲ့ performance ဘိုင်းကိုမူတည်ပြီးတော့ဒီထက်တာမျိုးတွေရောနည်းနည်းရှိတယ်နည်းနည်းတော့စိတ်ရှိရမယ်ရမယ်နော်အဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုကကြာတော့ပါတယ်ဆိုလို့ရှိရင်တို့ကဒီ window တွေပဲရေးလိုက်ထည့်လာတာ draw တွေကနေထားလာအဲ window ဒီနောက်တစ်ခုကဘယ်မှာရှိတယ်ဆိုရင်သူရဲ့ဒီဘက် front view ကြီးဆိုရင်ဒီဘက် left view ပဲအချက်ပဲဒီဘက်ကကြာတော့ right view အဲ့တော့ဒီမှာဆိုလို့ရှိရင်တော်တော်စီဒုဖွဲခဲ့ block ဖွဲခဲ့တော့ဒီမှာဆိုဗားလေးရှိတယ် w2 ရှိတယ် w4 ရှိတယ်အဲ့တော့သူ့ကို block ဖွဲတော့ဆိုရင်ဒိုကဒီ front view ကနေမြင်ရတဲ့အမြင်တိုင်းဖွဲတယ် front view ကမှတကယ်ရွက်နေတာဆိုဘယ်ဘက်ချမ်းမှာရှိတယ် front view ဘက်ချမ်းမှာရှိတယ် front view ဘက်ကိုကတ်တာပေါ့တော့ဖွဲမယ်ဆိုရင်ဒိုကဒီဘက် front view ဘက်ကိုဖွဲတာအဲ့တော့ဒိုကအခုလောလောဆယ်မှာထဲမှာလဲဆိုရင်ဒီ w2 ကဒီဘက် left view မှာထဲဒီဘက် left side left side မှာထဲမယ်ဆိုလို့ရှိရင်တကယ်ရွက်ကလည်းဒီဘက် left ဘက်ကို ကတ်တာအဲ့တော့ဒီမှာဆိုရင်တို့ကဘာလိုလာပြီလဲဆိုရင် insert ထဲကနေပြီးတော့ယူသုံးတော့မယ်ဆိုလို့ရှိရင် rotation တွေတခါတယ်လှည့်ပေးရတော့ဒီအောက်မှာဆိုလို့ရှိရင်သူ့ရဲ့ဒီ insert ပေါ့ဗောလေဒီ insert ပေါ့ပဲဒီအောက်ဆုံးလေးမှာဒီသုံးခုမြောက်မှာ rotation ရှိ rotation အနောက်မှာ angle ရှိတော့ angle တွေဒီလောလောဆယ်ဆိုတော့အဲ0နဲ့ပဲတို့ကယူတာ0နဲ့ဆိုရင်တော့သူ့ရဲ့ block ခွဲခဲ့တဲ့ဒီ view အတိုင်းပဲပါလာတော့တို့ကတကယ်လို့ left view ဘက်အတွက်ဆိုလို့ရှိရင်တို့ကဒီ reader ကိုထည့်ပေးရတော့ဒီ reader ကိုထည့်ပြီဆိုလို့ရှိရင်တို့က front view ဘက်ကနေပြီးတော့ left view ဘက်ကိုသွားမယ်ဆိုရင်အပေါင်း90သုံးဖို့အလုပ်90ထည့်ပေးရအဲ့တော့တို့ကမှတ်ထားမှာဒီဘက်ဟိုတို့ကမှဆိုလို့ရင်ဒီဘက်ဒီ front view ဘက်ကနေပြီးတော့ left view ဘက်ကိုသွားမယ်ဆိုလို့ရှိရင်အလုပ်90တကယ်လို့အပေါင်းတန်ဖိုးထည့်ရင်လည်းမပါလို့ပေးရမယ်ဆိုရင် front view ဘက်ကနေ right ဆိုရင်အပေါင်း90နောက်ဒီဘက် back view အတွက်ဆိုလို့ရှိရင်အပေါင်း180ဒီဘက် view အတွက်ဆိုလို့ရှိရင်အပေါင်း180တက်ကိုထည့်ပေးပြရတယ်။အဲ့တော့ပြောချင်တာက left view အတွက်ဆိုလို့ရှိရင် -90 ထည့်ရင်တည်းမထည့်ရင်မရှိရင်နောက်ထပ်အပေါင်း190တကိုထည့်လို့ရတယ်။အဲ့တော့ဒီမှာ -90 နဲ့ထည့်မယ်ဆိုရင်ဒီ online ကို select ပေးပြီးတော့ဒီကဒီကနေ -90 အဲ့တော့ under ခောက်ပြန်မလို့ရတယ်90ထည့်ပြီးသွားပြီဆိုလို့ရင်လောလောဆယ် W2 ကိုကူမှာမလို့ဒီကနေပြီး 3D W2 တို့ဖွဲ့လေကိုဘလော့ဖွဲ့ခဲ့တဲ့ name ကိုတစ်ချက်ကလေးလိုက်။အဲသူ click လိုက်ပြီဆိုရင်ပါလာတယ်ဟာဒီမှာကြီး။သူရဲ့ level တိုင်းပါလာတယ်။တကယ်ရောက်ကလည်းဒီဘက်ကို cut လိုက်ရတယ်။ level အချက်ကို cut ရတယ်။ ဟုတ်ပြီနော်အဲ့တော့ဒီကောင်တို့ပါငါသူ့ရဲ့ mid point တွေပါကလေးချပြီအဲဒါဆိုရရတော့တက်ခါ degree တန်ဖို့ထည့်ပြီဆိုနောက်ထပ်ထည့်ကြရမယ်လို့ဒီ2025ပါချက်ပါတော့သူ့ရဲ့ဒီကနေပြီးတော့တိုက်ရိုက်တူတူသူ့ရဲ့ w2 ရှိမဲ့နေရာလေးနောက်ထပ်ဒီနေရာမှာ w2 ရှိတယ်ဒီမှာတစ်ချက်ကလေးမယ်နောက်ထပ် w2 ရှိတယ်သူ့ရဲ့ဒီနေရာမှာတစ်ချက်ကလေးဒါဆိုရင် w2 ပြီ w4a နောက်တစ်ခုပါတယ်ဒီနေရာမှာ w4a တစ်ခုရှိတယ် အဲ့တော့သူက W4 A ကသူဒီဒီ W4 A ဒီကောင်လေးအဲ့တော့ဒီလူတဘောကထည့်ကြတယ်ဘလို့သူဒီလက်လက်ဘူးကဘလို့သူဒီအပေါင်း250တွေ့လာတို့ကအနှုတ်60ထည့်လိုက်ရဲဆိုပေမဲ့သူဒီဘာဖြစ်လဲဆိုရင်သူကအပေါင်း250တန်းဝင်မထည့်ပြန်အဲ့တော့အတူတူပါပဲနော်အဲ့ဒီကနေပြီးတော့ W4 A ကိုသူကယူတယ်ဘာမှချမယ်ဆိုသူက mid point နေပါလာတယ်အဲ့ဒီမှာတစ်ချက်ကလေးချရတယ်အဲ့တော့ point နေရာတော့နည်းနည်းကောက်တာလွဲနိုင်တယ်ဆိုလို့ရှိရင်တော့နည်းနည်းသူ့ကိုတို့က view လေးကိုချဲလိုက်ဟုတ်လား point ကောက်တာလွဲပြီဆိုလို့ရှိရင်သူကမှားတော့ရရ